United အသင်းနီးပြအမော်ရင်ဟာစပါးအသင်းနဲ့ရှင်ပြိုင်ရမယ့် Europa League ဘောလုံးပွဲမတိုင်မီမှာဒီဆူပလာကိုရယူတာကကြီးမားတဲ့အရာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။အမော်ရင်ကပတ်ဝန်းကျင်ကလုံးဝကွဲပြားခြားနားနေတာကိုခမရတို့မြင်တွေ့ရမှာပါ။ကျွန်တော်ဟာအသင်းအတွက်အရေးကြီးဆုံးအရာမဟုတ်ဘူးလို့ပြောတာကကျွန်တော်တကယ်ပြောနေတာပါ။ United အသင်းဟာ Europa League ဖလားရယူနိုင်ခဲ့ရင်ဒါကကြီးမားတဲ့အရာမဟုတ်ပါဘူး။ Premier League နဲ့ Champions League ကိုသွားဖို့လိုအပ်ပြီး ကျွန်တော်တို့ဟာဒီပြိုင်ပွဲတွေနဲ့အဝေးကြီးမှာရှိနေပါတယ်။ဒါကကျွန်တော်ရဲ့ခန်းစားချက်ပေါ့။ဥရောပဖလားကိုရယူနိုင်ခဲ့ရင်တော့မလုံလောက်ဘူးဆိုတာကျွန်တော်တစ်ချိန်လုံးခန်းစားနေရတယ်လို့ပြောခဲ့တာပါ။ United အသင်းဟာ DRD Premier League ပြိုင်ပွဲမှာရလဒ်တွေအလွန်ဆိုးရွားနေပေမဲ့ဥရောပရဲ့ဒုတိယတန်းပြိုင်ပွဲဖြစ်တဲ့ Europa League ဘောလုပွဲကိုတက်ရောက်နိုင်ခဲ့တာပါ။ Europa League ပြိုင်ပွဲမှာဘိုဆွဲခဲ့ရင်လာမယ့်ရာသီချန်ပီယံလိပြိုင်ပွဲရှင်ပြိုင်ခွင့်ရမှာဖြစ်တယ်လို့အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာလှုပ်ရှားမှုတွေကလည်းပိုပြီးလွယ်ကူစေနိုင်တာပါ United အသင်းကြီးပြအာမိုရင်ကယူရိုပါလိဖလားဟာ အသင်းရဲ့ဒီရာဒီကိုကယ်တင်နိုင်မှာမဟုတ်ဘူးလို့အကြင်ကြင်ပြောနေခဲ့တာဖြစ်ပါတယ်။အခုလည်းအမိုရီဟာ United အသင်းအတွက်ပိုပြီးကြီးမားတဲ့ပြစ်မှတ်တွေကိုထားရှိကြောင်းပြောခဲ့တာပါ။အမိုရီဟာ United အသင်းရဲ့ Premier League ရလဒ်ဆိုးတွေကြောင့် PR အချို့ရှိနေပေမဲ့လာမယ့်ရာသီအသင်းကိုဆက်ပြီးကင်တွယ်ဖို့အသင်းအကြီးအကဲတွေရဲ့ထောက်ခံမှုကိုရရှိထားတာဖြစ်ပါတယ်။ဒါရကြောင့်အသင်းရဲ့ပွဲစဉ်တချို့ကိုလွှဲချော်ခဲ့တဲ့တိုက်စစ်မှု Sexy နောက်ခံလူ Dallo နဲ့ Yoyo တို့ဟာ ယူရိုပါလိပိုလိုပွဲအတွက် United အသင်းရဲ့လက်ကျင်ကအစီအစဉ်မှာပြန်ပါဝင်ခဲ့ကြတာပါ United နဲ့ Spartan တို့ရဲ့ယူရိုပါလိပိုလိုပွဲကိုတော့မေလ22ရက်မနက်ပိုင်း FIFA အသင်းအင်ကွင်းမှာကျင်းပသွားမှာဖြစ်ပါတယ်